မင်္ဂလာပါရှင်။မိုတာမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်စီဆက်ပေးမှုအရာ NASA ကတက်တွေနဲ့ဝန်တန်းတွေဟာလာရှိုးမြို့ကိုပြန်လည်ဝင်ရောက်လာခဲ့ပြီးတော့စစ်ပေးရှောင်တွေလည်းလက်ရှိအချိန်မှာလာရှိုးမြို့တွေကိုပြန်လည်ဝင်ရောက်လာခဲ့ပြီးဖြစ်ပါတယ်။ Google နဲ့ Gain MND အဖွဲ့ဟာလာရှိုးမြို့ကနေပြန်လည်ဆုတ်ခွာခဲ့ပြီးမြန်မာနိုင်ငံအလံတွေလာရှိုးမြို့မှာပြန်လည်စိုက်ထူခဲ့ပြီးဖြစ်ပါတယ်။ဒေါက်တာဖိုင်ထဲမှာတော့လာရှိုးမျိုးရဲ့လက်ရှိထင်းနေတွေအပြင် လားရှိုးမြို့ကိုပြန်ဝင်လာမဲ့စစ်ဘေးရှောင်တွေမာရီလောက်ကန်စားတင်တယ်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒေတာကန်တူပြောဆိုထားတာတွေကိုဖော်ပြပေးတော့မှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့မိုးသားမီဒီယာ channel ကို subscribe နဲ့ like and share လေးလုပ်ပေးပါရှင်။ပရိသတ်ကြီးလားရှိုးမြို့ကနေကိုကန်လက်နဲ့ကအခွဲတွေပြန်လဲဆုတ်ခွာခဲ့မှုနဲ့တူနာဆကတက်တွေဝန်တန်းတွေပြန်လဲဝင်ရောက်လာခဲ့ပြီးနောက် လာရှုံမြို့အခြေအနေတွေဟာကိုကန်တွေထိန်းချုပ်ထားချိန်တုန်းကထက်တည်ငြိမ်မှုတွေပြန်လည်ရရှိခဲ့တယ်လို့သိရပါတယ်။လာရှုံမြို့ဟာရှမ်းပြည်နယ်မြောက်ပိုင်းရဲ့မြို့တော်ဖြစ်ပြီးတရုတ်နိုင်ငံနဲ့နေဆက်တဲ့ကုန်သွယ်ရေးရှိကတရုတ်နိုင်ငံရဲ့အာဆီယံကိုကုန်သွယ်ရေးဝင်ပေါက်လမ်းကြောင်းပေါ်မှာရှိနေတဲ့မြို့ဖြစ်လေကြော်ကြားတဲ့အတွေ့အကြုံစီပွားရေးနဲ့လမ်းဘက်ဆက်သွယ်ရေးကောင်းမွန်ပါတယ်။ MNDA အဖွဲ့ပူးပေါင်းပါဝင်တဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာ2023ခုနှစ်အောက်တိုဘာလမှာတိတ္တုံညာနှစ်ကုန်စစ်စင်ရေးစတင်ခဲ့ပြီး MND အဖွဲ့ကလာရှိုးမြို့ကို2024ခုနှစ်ဇူလိုင်လတွင်ထင်းကျုံနိုင်ခဲ့ပါတယ်။ဒါပေမဲ့တရုတ်နိုင်ငံရဲ့ဂျာဝင်ဂျိုးပန်းမှုတွေအရလာရှိုးမြို့ကနေ MND အဖွဲ့တွေပြန်လည်ရုပ်သိမ်းခဲ့ပြီးနောက်နာဆာကတပ်တွေဝင်ရောက်လာခဲ့တဲ့လာရှိုးမြို့ရဲ့လက်ရှိအခြေအနေကိုဒေသခံတအူးကအခုလိုမျိုးပြောဆိုထားပါတယ်။လာရှိုးပြန်လာမယ်လို့စဉ်းစားရင်လာရှိုးမှာဘာလုပ်လာလို့မလဲ။ရေရှည်နော်။ဒါမှအခုကမြို့မှာ၃ပုံ၂ပုံလောက်လူတွေပြန့်နေပြီ။ ဆိုင်ခန်းတွေလည်းပြန်ဖွင့်နေပြီဒါပေမဲ့တချို့ရက်ွက်တွေမှာကျွန်မတွေ့ရတာအိမ်တော်တော်များများကမရှိဘူးအိမ်အလွတ်တွေပဲအိမ်ကြီးကြီးတွေစောက်ထားပြီးမှပြေးနေကြတဲ့လူတွေအများကြီးရှိတယ်။တော်ယုံလေပတ်ဖို့ကနောက်ကလနာလောက်ဆင်တော့အရင်စီလာမယ်ထင်တယ်။လောလောဆယ်တော့စီလာပြီ။ဒါပေမဲ့ပြန်ရောက်လာတဲ့လူတိုင်းကငကိုလှုပ်တဲ့အလုပ်ကမရှိကြတော့ဘူး။အဲ့အတွက်နောက်ရှုံးမှနေမယ်ဆိုရင်နောက်ရှုံးမှနေထိုင်ဖို့စားဖို့တောက်ဖို့တလားစာလောက်တော့ကိုယ်စီမှာရှိနေမှာမဟုတ်နဲ့။ချက်ချင်းဒီတိုင်း နေစာလုံးလုံးနိုင်တယ်ဆိုရင်တော့ခေါ်ရလို့ရှင်လိုက်လို့တော့စားဆရာတောက်ဆရာရတယ်ဒါပေမဲ့ရေရှည်နေဖို့ဆိုရင်တခြားတိတာမှာကိုအလုံးလုံးနေတယ်ဆိုရင်တော့အဲ့အလုံးအဆင်ပြေနေသေးတယ်ဆိုရင်တော့လာချုပ်ပြန်လာဖို့နည်းနည်းရှင်းနံပါတ်1အနေနဲ့လာချုပ်မှာမလုပ်မလဲတိချာစဉ်းစားပါနံပါတ်2အနေနဲ့ကိုယ့်စီမှာပတ်စံနည်းနည်းပါပါတော့ရှိထားဖို့လိုအပ်တယ်မဟုတ်ရင်အဆက်ဆက်ရရကုန်စည်နှုန်းကတက်ပြီးဈေးကြီးနေတယ်အဲ့ဒါကြောင့်မလို့လက်ထဲမှာလည်းပတ်စံရှိထားတင်တယ်လို့ကျွန်မထင်တယ်အခုလောလောဆယ်ချိန်နေတော့လာချုပ်အရင်ငင်းချမ်းတယ် A7 ညဆိုလဲတွာလာနေကြပြီအဲစားတော့ပြောပါတွာလာနေကြအဆင်ပြေပါတယ်ဒါပေမဲ့နောက်ဂျွန်ဂျွန်လိုက်လာကြရင်တော့အချိန်လေးတခုထူးချမ်းမယ်ထူးချမ်းလာလိုက်မယ်တဲ့သူများပြောတာတော့တည်င်းကြတာပေါ့နော်အဲဒါကြောင့်လုတ်ငန်းကင်ငန်းအကြီးကြီးလုတ်လာပြန်လာလုတ်မဲ့လူတွေကလည်းစဉ်းစားကြပါဦးနော်ဒါပြင်လာရှုံမြို့မှာတိုက်ပွဲတွေဖြစ်လာခဲ့ပြီးနောက်ပိုင်းနေရဆုံးခွာခဲ့သူတွေအနေနဲ့လာရှုံမြို့ကိုပြန်လည်ဝင်ရောက်လာချိန်မှာ ကနေဦးဘာရီလောက်ကင်စားတောင်းတင်တယ်လဲဆိုတဲ့အချက်နဲ့ပတ်သက်ပြီးတော့အခုလိုမျိုးပြောဆိုထားပါတယ်။လမ်းလျှောက်မြောက်မှာပြန်လာနေမယ်ဆိုရင်ဘာလောက်ကိုလောက်ကင်စားတောင်းနေထိုင်မလဲဆိုတာစဉ်းစားရခက်နေကြတဲ့လမ်းလျှောက်မြောက်သူမျိုးသားများဆစ်ဆောင်နေကြတဲ့ဒီပညီကောင်မမများကိုနီလန်တော့ခုလေးပြောပြချင်ပါတယ်။နမတဲ့နေနဲ့လူသားဖြစ်တဲ့လူတိုင်းကအစားတောက်နဲ့မကင်းဘူးအစားတောက်ကနိတခုဖြစ်တယ်လူတွေအားလုံးကအစားတောက် daily daily လိုက်မှာဆက်တာမရှိမဖြစ်ဖြစ်တဲ့အတွက်အစားအသောက်တစ်ခုခုချက်တက်တယ်ပြုတ်တက်တယ်အစားအသောက်တွေလောက်တက်တယ်ဆိုရင်အစားအသောက်ရောင်းကြပါလို့လူတိုင်းကဘာလုပ်လဲဆိုတော့လရှုံးကလောလောဆယ်ကဆိုင်ကြီးကြီးတွေမဖွင့်သေးတဲ့အတွက်ရှိတဲ့ဆိုင်လေးတွေရှာပြီးမှသူတို့လိုက်စားကြတယ်ပဲပဲဆိုင်ကောင်းလဲအမျိုးဖူဟန်တာတွေပေါ့လူငယ်တွေများတော့အဖြစ်ရှာဖွေစားတော့တက်ကြတယ်ဒါကြောင့်မလို့တစ်ခုခုချက်တက်တယ်ပြုတ်တက်တယ်ဆိုရင်တော့နံပါတ်၁အနေနဲ့စားတော့ရောင်းကြပါလို့ဒီမှာအားကြောင့်ဒီမှာအကင်ရောင်းနေတယ် ရဲရောင်းရတယ်လာစားကြတော့နံပါတ်1တစ်ချက်နေနဲ့စေးဝါးရောင်းလို့ရတယ်ဘာလို့လဲဆိုရင်လူတွေကကတ်ဆိုင်လာပြီးစစ်ဖြစ်လာပြီးဆိုရင်စေးဝါးကမရှိမဖြစ်လို့အပ်တယ်ဒါကြောင့်မလို့စစ်ဖြစ်ပြီးတဲ့ဒေတာကတ်ဆိုင်တဲ့ဒေတာဆိုစေးဝါးတွေကအတုံးလို့အပ်တယ်စေးဆိုင်တွေဖွင့်လို့ရတယ်စေးဝါးနဲ့ပတ်သက်တဲ့အလုပ်တွေလုပ်လို့ရပါလေလို့နံပါတ်3တစ်ချက်နေနဲ့လူလူတိုင်းမှာနည်းပညာရှိရယ်စေးဝါးလုပ်ဖို့နည်းပညာနည်းပညာတစ်ခုခုကိုယ်စီမှာရှိနေပြီဆိုရင် ဥမာဆက်ချုပ်တက်လားမဟုတ်လဲအဆုံးစံခြံပေါက်တက်လားခြံဆိုင်တက်လားခြံဆိုင်တက်နေကဘောလေးဆိုင်တော့ခြံကနေတင်းနေရရအောင်စားလို့ရတယ်လေဘာဖြစ်ဖြစ်နည်းပညာတစ်ခုလိုအပ်တယ်ဒါကြောင့်မလို့လာရှုပ်ဖို့ပြန်လာရှုပ်ပြန်လာမယ်ဆိုပြီးမှဒါပေမဲ့ဘာလို့ကန်စားတော့ရမလဲဆိုပြီးမှစိုးရိမ်နေကြတဲ့လူတွေအတွက်နံပါတ်1အနေနဲ့အစားအသောက်အခုခုရောင်းကြပါလို့နံပါတ်2တစ်ချက်အနေနဲ့စီဝါ စေဝါရောင်းဝယ်လို့ရတယ်စေပညာပိုင်းဆိုင်ရာလုပ်လို့ရတယ်နံပါတ်၃တစ်ချက်နေနဲ့နီးပညာကိုယ်စီမှာနီးပညာတစ်ခုခုရှိထားရင်ကိုရောက်ရသေးတာမှာတော့တိုက်တိုက်ကြားကြိုက်ကြိုက်လောက်ကန်ရှာဖွေစားတော့နေထိုင်လို့ရပါတယ်လို့ sharing လုပ်ခြင်းဖြစ်ပါတယ်ဒါရှိုမျိုးအုတ်ထုံရဲ့အကူပြောင်းကာလာအတွင်းခေါ်ယူမှုတွေဖြစ်ပွားလျက်ရှိနေတဲ့အတွက်ကြိုးစားရမယ်လို့လေလာရှုံးမြို့ကံမြို့သမီးကအခုလိုမျိုးထပ်မံပြောဆိုထားပါရဲ့ရှင် ဒီနေ့လာရှုံးမြတ်တဲ့တင်ကြေးရတာလေကြာလိုက်လာရှုံးမြတ်တခုမျိုးတော့ဖြစ်တော့မယ်အခုအခုကြောင်းကလာမှာလေဥပမာပြောရရင်ပိုင်ရှင်မဲ့နေပေါ့လာရှုံးမြတ်ကပိုင်ရှင်မဲ့နေတယ်အဲ့ဒါဆိုတော့တခုချက်ဖို့ဖတ်တယ်ရတယ်အိမ်ပိုင်ရှင်မရှိတဲ့အိမ်ဆိုလိုက်ယူချင်သလိုယူအခုကြောင်းကလာဆိုတော့ဥပမာခိုးခံရတယ်မပင်မတိုင်လို့တောင်ရမှမသိတဲ့ချိန်နေတယ်တကယ်ချင်းတယောက်ဆိုတော့မှခဏလေးပဲပြင်သွားလိုက်အခုခံရတယ်တဲ့ပစ္စည်းပြောင်းသွားတယ်တဲ့ဒါမျိုးဆိုတော့ပင်မတိုင်လို့တောင်ရမှမသိတဲ့ချိန်နေကြာလိုက်တခုမျိုးတော့ဖြစ်တော့မယ်အားလုံးပဲပြည်သူများအားလုံးကယူဆိုင်ကြပါလို့ကိုယ့်အိမ်ကိုမပစ်ထားကြပါနဲ့ ရောက်ပြန်တော့တယောက်တော့အိမ်မှာရှိနေကြပါဘာလို့လဲဆိုမှလည်းလိုင်းမှာတွေ့လိုက်တာရကွန်ကားလေးဖက်မှာဆိုလားအရင်ကတည်းကနေမှာပေါ့တော်စစ်ပြေကာလချိန်နဲ့ခိုးစားလူလူရက်နေတဲ့လူတွေနေမှာပေါ့တွတ်တေကအစတန်နေရအစအကုန်လုံးရှိသမျှအကုန်လိုက်ကျုံနေလိုက်တယ်နေတော့လောဆရာတို့ကလွတ်နေမှာပြောရင်ငါကြောင့်လာရှုမျိုးကြီးကြာလိုက်တခုမျိုးတော့ဖြစ်ကြဖြစ်တော့မယ်လို့တခုခုစဉ်ဒုက္ခရောက်လာပြီသူကထိတ်ဆုံးမယ်အဲကြောင့်လို့ပြီးသူတို့သူကတော့တတိထားကြပါလို့တတိရှိရှိနေကြပါလို့နောက်ပြီးမှအစည်းဝေးလုပ်နေကြတဲ့အကြီးကဲတွေလည်းမြန်စောအစည်းဝေးပြီးမြောက်ကြပါစေတဲ့ và đi về ô châu châu quá thì ô châu mụ dần dần thì em nhận ra còn thể phò là này phụ sưu tao nhầm mẹ cô ạ lẽ

အမျိုးရဲ့ရောရအလပမြရဲ့